အားလုံးပဲမင်္ဂလာပါမမိုးအတန်သိမ့်ချန်လေးကနေပြန်လဲကြိုးကြိုးလိုက်ပါလေဗျဒီနေ့မှာတော့ကောင်းကင်ဘုံမှာခန္ဓာထေဝမှုချိတဲ့မတ်ရရဲ့ FSA 3.0လေးပြန်ကြည့်ကြောင်းကိုကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ် ေရေလောကမှာဘယင်မကြီးလို့တင်စားခေါ်ဖို့ကြားရတဲ့အပတ် A380 ကြီးဟာနှစ်ထပ်ပါဝင်တဲ့ရမလီယင်ကြီးဖြစ်ပြီးတော့သူရဲ့ခန်းနာတဲ့အရွယ်စားဟာမြင်းတို့တိုင်းကိုဝန်ဟတင်စေပါလေသူရဲ့တောင်းပန်ချက်ဟာအွန်လိုင်းပြည်ရေခုခံ32ကန်စာလောက်ကျဲဝန်ပါလေလီယေပြန်ကြီးဟာပြည်အစုံတင်ဆောင်ထားရေးတန်ချိန်985တန်ရှိရှိနိုင်ပါတဲ့ A380 တို့ဟာခရီးတဲ့6.35ဝက်ထိတင်ဆောင်နိုင်ပါတဲ့ ေဒရီရဲ့ဇီလူကိုပုံမှန်ခီးတဲ့တင်းလေးရဲ့တသက်ဖြစ်မထားပဲခေါင်းခင်ရန်ကဇိခဲဟိုတယ်တစ်ခုအဖြစ်ဖန်တီးခဲ့ပါလေ။ရေမတန်းခီးတဲ့တွေအတွက်တီးတန့်ကိုပိုင်ခမ်းမြောက်ကိုလည်းပေးထားပါလေ။ဒီအခန်းလေးတွေမှာတကားပိတ်ပြီးလုံးဝတီးတန့်နိုင်ယူနိုင်ပါလေ။ဒါအပြင်ခေါင်းခင်ပေါ်မှာရေချိုးနိုင်တဲ့ရေချိုးကန်ဝတ်ဆောင်မှုဟာဧဒရီရဲ့ဇီလူရဲ့အထင်ရှားဆုံးအမှတ်အသားတစ်ခုဖြစ်ပါလေ။စည်းဝါးရဲ့တက်မှာလည်းအိတ်ဆက်နိုင်တဲ့ညီညာပြချက်တဲ့ကလေးများအရသာချီတဲ့ခင်းပွဲများလည်းပါဝင်ထဲတွင်းထားပါလေ နောက်ထပ်အရက်ဘာမှတော့အချားခီးတဲ့တွင်နဲ့လဲစကားပြောရင်ဒါယူနိုင်ပါတဲ့မကြမီတဲကမှမိတ်ဆက်ခဲ့တဲ့ပရီမီယံစီးပွားရေးတန်းစားမှာဘုံမူကျဲဝန်ထမ်းထိုင်ကုန်များနဲ့တည်တံ့ဝန်ဆောင်မှုတွေကိုပါခံစားရနိုင်ပါလေခရီးသွားတန်းစားတိုင်းမှာရုပ်ရှင်တရှင်ဂီတစားတဲ့ဖျော်ဖြေရင်းလိုင်းပေါင်းထောင်ရှိပောင်းဝေတဲ့ဒိုင်းစီစနစ်ကိုခံစားနိုင်ပါတဲ့ဘေမရက်စ်ဟာကဘာပေါ်မှာ A3 ရဲ့0လင်းရင်ကိုအများဆုံးပိုင်ဆိုင်ထားပြီးအသုံးပြုနေတဲ့လေကြောင်းလိုင်းဖြစ်ပါတဲ့ ဧဒရီရဲ့ဇီးရိုတွေကိုအထူးသဖြင့်ဒူဘိုင်းကနေအကြာကြီးပြန်တက်ရမယ့်ခရီးတွေဖြစ်တဲ့လန်ဒန်နဲ့ယူရောက်စစ်နေဒီအော့ဂလန်စားတဲ့မြို့တွေအဓိကသုံးယူပြန်တန်းပါလေအော့ဂလန်ဒူဘိုင်းခရီးစဉ်ဟာအမေရိကဧဒရီရဲ့ဇီးရိုတွေထဲမှာအကြာဆုံးပြန်တက်ရတဲ့ခရီးစဉ်ဖြစ်ပါလူဟာဝိတ်ခီးစဉ်တွေကိုတတောက်တတာနဲ့စဉ်ကြကြပြန်ပန်းနိုင်အောင်ဖန်တီးဖြစ်တဲ့ခစ်တင်နီးပညာနဲ့စဉ်ခံမှုပေါင်းဆက်ထားတဲ့ခေါင်းငယ်ညာက အံဖွေနန်တော်တို့ခုဝဲဖြစ်ပါတယ်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ရအောင်ဗျနောက်ထပ်ဥစ္စာတွေတင်ဆက်ပေးပါဖို့ YouTube channel လေးကိုလည်း subscribe လေးလုပ်ထားကြပါဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ